ဘတ်ဂျက်အများကြီးလည်းမသုံးချင်ဘူးဈေးလည်းတက်တာရမယ်အဲသုံးလို့ကလည်းတင့်တော်ရမယ်ပေါ့နော်အဆင်ပြေရမယ်ပေါ့အဲ့လိုဆိုလို့ရှိရင်မြန်မာငွေ3သိန်းခွဲဆိုရင်အောက်မှာရွေးချယ်စရာပြောရင်ဘယ်မှစစမရှိတော့အကုန်လုံးကဈေးကြီးကုန်ပြီပေါ့နော်ရှေ့တုန်းကပြောခဲ့တဲ့ပြဿနာတွေကိုအဆင်ပြေအောင်ဖြေရှင်းပေးနိုင်မဲ့ဖုန်းတစ်လုံးလို့ထင်ရကောင်းထင်ရနိုင်တယ်အခုပြထားသလိုမျိုး texture လေးတွေနဲ့သူတို့ပုံဖော်ထားတယ်အထူးအနေနဲ့က8.2 mm ဆိုတော့ နည်းနည်းလေးထူတဲ့ဘက်ကိုတော့ရောက်တယ်ပေါ့နော်ဖုန်းကနည်းနည်းတော့အာကြီးတဲ့ခါကျတော့ one hand နေပါတယ်တော့သုံးလို့တိတ်မကောင်းဘူးနည်းနည်းကိတ်တယ်ပေါ့နော်ဖုန်းက screen size ကြီးတဲ့ခါကျတော့လူကြီးတဲ့သုံးမယ်ပါညာဆိုလို့ရှိရင်လေအဆင်ပြေတယ်မျက်လုံးအရင်အားဆိုင်ပြီးကြီးစရာမလိုတော့ဘူးပါညာပေါ့ပြီးတော့သုံးထားတဲ့ battery က9200 mAh အာပုံမှန်ပဲပေါ့နော်အဲသူရဲ့ကင်မရာအကြောင်းက natural ဖြစ်တဲ့ဘက်ကိုပို့သွားတယ်အာ selfie မှာကျတော့8 megapixel သုံးထားတယ် selfie လက်ထုံကြီးလကောင်းမယ် natural ဖြစ်တဲ့ဘက်ကိုပို့ရောက်တယ်ပေါ့နော်ကျွန်တော်တို့ရထားတဲ့ကောင်လေးက RAM 3GB နဲ့ storage 64GB နဲ့ကောင်ကို2,900နဲ့900မှာရှိမယ်